ားလုံးပဲမင်္ဂလာပါရှင်စိတ်ကူးရွေးချယ်ပုံဆွဲကြမယ်အစီအစဉ်လေးရနေပြန်လည်ချုပ်ဆိုလိုက်ပါတယ်ဒီချယ်ရူပါဒီချယ်ကဒီနေ့သင်္ကန်းစာ30မှာအရှိခမ်းမှာဆွပြခဲ့တဲ့အားလေးတွေကိုအသုံးပြုပြီးတော့ရှုကင်းပုံလေးတစ်ပုံဆွပြမှာဖြစ်ပါတယ်ဆိုတော့ဆက်လိုက်ကြရအောင်နော်ဆိုတော့ဒီချေကပတ်စတယ်လေးတွေကိုပဲအသုံးပြုပါမယ်။အရင်ဆုံးဒီချေကအညူရောင်ပတ်စတယ်လေးနဲ့အလဲအနေမြင်းချောင်းလေးတစ်ချောင်းဆွဲလိုက်ပါမယ်။ ီးရင်เนาะဒီချဲကအပေါ်မှာတိုက်အင်လေးတွေထည့်ပါမယ်ဒီเนาะဒီခြေတို့က brain box လေးတွေတကားပေါက်လေးတွေထည့်ပါမယ် ီချဲကနောက်ထပ်တိုက်လေးတစ်တိုက်ထပ်ဆွဲပါမယ်ပြီးရင်တော့ brain ပေါင်းနဲ့တကားပေါင်းလေးထည့်ပါမယ်ဒီနော်ဒီချက်ကအရောက်ချေလိုက်ပါမယ် ြီးရင်တော့တီချဲကတစ်ပင်လေးနှစ်ပင်ထည့်ဆွဲပါမယ်။ဘီယံဆုံးတစ်ပင်လေးတစ်ပင်ကိုနားမှာဆွဲပါမယ်။ပြီးရင်တော့ပင်ပီလေးခလိုက်ပါမယ်။ဒီဘက်မှာလည်းဒီချဲကတစ်ပင်ကိုထိယူပင်လေးဆွဲပါမယ်။ ပြင်းရင်တော့ဒီချေတို့ကအောက်မှာပင်ဒီလေးထည့်လိုက်ပါမယ်။ပြင်းရင်တော့ဒီချေကဒီဘက်မှာအိမ်လေးတိမ်ဖွဲပါမယ်။ဒါကတော့အိမ်ခေါမိုးလေးပါ။အင်ကမ်မိုးလို့ပြီးရင်တော့အောက်မှာလေးတော့ပုံလေးနဲ့အိမ်လေးထည့်လိုက်ပါမယ်။ ီးရင်တော့အပြည့်ချလိုက်ပါမယ်။ပြီးရင်တော့ဒီချေရုတ်ကလိုင်းလေးတွေထပ်ဆွဲပါမယ်။ပြီးရင်တော့ brain ပေါက်နဲ့တကားပေါက်လေးထည့်ပါမယ် ီးရင်တော့ဒီချက်ကအပေါ်ကနေပြီးတော့အမိုးဖောက်နိုင်လေးတစ်ခုထည့်ဆွဲပါမယ်။ပြီးရင်တော့ဒီချက်ကဒီနားမှာပေါင်းလေးတစ်ခုထည့်ပါမယ်။ပြန်တော့ဒီကြပန်းလေးထည့်ဆွဲပါမယ်။ ီးရနော်ဒီချေတို့ကနောက်ထပ်အိမ်လေးတိမ်ဆွဲပါမယ်ပြီးရနော် brain bag နဲ့တကားပေါက်လေးထည့်ပါမယ်ဒီနော်ဒီချက်ကဘေးဘက်မှာတိုက်လေးတစ်ไร่ထည့်ထည့်ပြပါမယ် ပြီးရင်တော့ဒီချက်ကဒီဘက်ကနေအိမ်အိမ်လေးတင်ရင်တစ်ဖက်ချမ်းလေးဆွဲပါမယ်ပြန်တော့ brain box လေးကိုလည်းတစ်ခုထည့်ဆွဲပြီးတော့တကားပေါက်လေးကိုတစ်ဝက်ဆွဲပါမယ်။ပြီးရင်အနောက်ဘက်ကနေဒီချိန်က

တင်လေးတွေဆွဲပြီးရင်တော့တချဲတို့ကနေလုံးလေးထည့်လိုက်ပါမယ်။ဘာလုံးလေးဆွဲပြီးတော့ဒုချောင်းလေးတွေဆွဲလိုက်ရင်တော့နေလုံးလေးရပါပြီ။ပြီးရင်တော့တချဲတို့ကအရှိမလမ်းမကြီးတစ်ခုဆွဲပါမယ်။အမိုက်ပေါ်မှာဒီချက်ကကားလေးတစ်ပြီးထည့်ပါမယ် ပြီးရင်တော့ဘတ်စကာလေးတစ်စီးလေးထည့်ပါမယ်ပြီးရင်တော့ဒီချေကနောက်ထပ်ကားလေးတစ်စီးထည့်ရပါမယ် ော်ဒီချက်ကစပိန်လေးလည်းထည့်ဆဲပါမယ်ဒီချက်ကပတ်စတာလေးတစ်စီလည်းထည့်ထည့်ပါအောင်မယ် ပြီးရင်ဒီချေရိုးပါတိုင်ကလေးဆွဲပါမယ်။ ပြင်တော့ဒီချေတို့ကလမ်းမကြီးကိုတခြားချေလိုက်ပါမယ်ပြင်တော့ဒီချေတို့ကဒီဘက်မှာရေရေပြင်တစ်ခုဆွဲပါမယ်ဒီနေရာမှာဒီချေက ်ဒီမော်လေးတခုထည့်ပေးပါမယ်ဒီမော်လေးကိုဒီလိုလေးတော့ပုံစံလေးဖွင့်လိုက်ပါပြီးရင်အယောင်ချေလိုက်ပြီးွားရင်ဒီချေတော့ဒီပုံမှာလေးတော့အတုံးလေးတုံးဖွင့်လိုက်ပါပြီးရင်တော့ဒီဘက်ကိုလည်းလေးတော့အတုံးလေးတစ်သေးလေးတုံးထပ်ဆွဲလိုက်ပါပြန်ဒီချေတော့တရားနေမြင်းချောင်းလေးတရားဆွဲမယ် ပြီးရင်ဒီဘက်ကိုလည်းမြင်းကြောင်လေးတစ်ကြောင်ဆွဲပါပြီးရင်တော့ဒီချေတော့ပါဒီလိုရွက်တင်မရွက်လေးထည့်ပါမယ်ပြန်တချေတော့ကအလံလေးထည့်လိုက်ပြီးရင်တင်မောရဲ့ပရင်ပေါက်လေးထည့်ပါမယ်

ီလိုဆိုရင်တော့ teacher တို့ကလှပတဲ့ chicken တစ်ခုရအောင်ပါပြီဆိုတော့ပုံဆွဲတာလေးကတော့ဒီလောက်ပါပဲ teacher က baby mummy တို့ကိုပြောချင်တာကတော့တသားမမီတို့ကိုအမှုပညာသင်ကြားတဲ့အခါမှာနူညံ့သိမ်းမှုတွေသိချင်မှုတွေရှိပေးဖို့လိုအပ်ပါတယ်ပြီးတော့သူတို့တွေကိုချီးကျူးမှုဂုဏ်ပြုမှုလေးတွေလည်းပြုပေးဖို့လိုအပ်ပါတယ် ဆိုတော့ဖဖေမမေနဲ့တတမမီလေးတို့ကပုံလေးတွေအတူဆွဲကြပြီးတော့ပျော်ရွှင်ကောင်းတဲ့အချိန်လေးတွေကို ဖန်တီးနိုင်ကြပါသည်ပြီးတော့အနာဂတ်မှာလည်းပို့ပြီးတော့လှပတဲ့အမှုပညာလေးတွေဖန်တီးနိုင်ပါစေလို့တီချေကဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်ဒီကနေ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲတတမမီလေးတို့တတာ